ဟာလုံးမင်္ဂလာပါဒီကျေတွေကတောင်းပန်ပါဆက်မှရည်ချင်းနေကြဘယ်လိုမှမဖြစ်နိုင်လို့ဟာမလို့ဒီကျေတာပေါ့နော်အဲ့လိုပြရရလမ်းချထွက်တဲ့အတွက်ကြောင့်ဘယ်လိုပဲဖြစ်ဖြစ်နည်းနည်းတော့ဆက်ဆက်ဖြစ်ကြတာပေါ့နော်အဲ့လိုအကုန်လုံးထွက်လာတယ်ဇွဲကောင်းနေကြတယ်ပေါ့ ဥပုံဒီပုံလမားတော့ဘလို့မှဖြစ်နိုင်မှာမဟုတ်ဘူးခဏခဏလေးပြောရဲကိုလုတ်တဲ့အလုပ်ကွာတိတ်ချအောင်လို့ဘာမှဥပုံဒီပုံစိတ်ညစ်နေစရာမလိုဘူးချိန်ကြရင်ဒီပါဘူးချိန်ကြရင်အားလုံးကပုံမှန်တိုင်းပဲပြန်ကြတယ်နော်အဲ့တော့ဒီကပြောချက်လားသူဒီကြောက်ခိတ်ကအနေပြီးတော့အခုဒီမှာ ပါ99%မပြတ်နော်မပြောက်ပတ်ဒီပတ်ဒီကစားတဲ့လူတွေဒီထဲမှာမပိုင်ကိုဟာကိုစိတ်ချင်မှာလေးလာပါနော်အကောင်းဆုံးလေးတွေနဲ့ရွေးချယ်ပြီးတော့လုပ်ပေးပါတယ်အဲ့ဒီမှာနေစဉ်ဒီစိတ်ကြီးရတော့ထုတ်ဒီမှာဒီတစ်ခါအတွက် နေငါခွန်တုံညာဟလားနေငါခွန်တုံညာနေငါခွန်တုံညာဘယ်လိုတွဲထားလဲဆိုတော့ပထမခေါင်တစ်ခုအနေနဲ့ဒီမပြောက်ကတိပေါ့နော်ဒီမပြောက်ကတိကိုဒီမှာ90တိုင်းပါဆန်နဲ့အကုန်တွဲပေးထားတယ်တွဲထားရတာဒီလိုပဲပြန်ဆိုလို့ရှိရင်20နှစ်တိနည်းနည်း3နှစ်လေးနေငါနေ6နှစ်ရှိပေါ့နော်ဒါအကုန်လုံးဒီမှာတွေ့တယ်ငါဆိုလို့ရှိရင်လည်းဒီငါကိုဒါနဲ့တွေ့တယ်နော်ခွန်ဆိုရင်လည်းဒီမှာဒါနဲ့တွေ့တယ်တုံညာဆိုလည်းဒီမှာဒါနဲ့တွေ့တယ် ဒီမပြောက်ကတိနဲ့ပဲတွဲပေးထားတယ်ဟဲ့လားအဲ့ထဲမှာမှနောက်စိန်ကြီးခွေစိန်ကြီးခွေစားပြီးခဲ့တဲ့ဆက်ပတ်ပြီးဆက်ပတ်ပြီးဆိုရင်ဒေတာပေါက်လာပြီဒါပေမဲ့ခဏလေးစိန်ကြီးလုပ်တဲ့အခွေပုံစံပြီးမှနောက်ဆုံးပြန်ရှင်းပြပေးမယ်ဟဲ့လားအဲ့အဲ့လိုပဲအဲ့တော့ဒါစိန်ကြီးခွေနော်ဒါခေါင်ဝမ်းလို့ကျွန်မပြောတယ်ဒါပြီးတော့ဂရိတ်လိုင်းဂရိတ်လိုင်းကိုကြာတော့ကျွန်မခေါင်ကြီးနေလို့ နော်ဘာမပြောက်ပဲဒီနော်မပြောက်ပဲဒီကိုခေါင်းထူးနေလေကျွန်မတုံလာရဲ့အဲ့ဒါကတော့တလေးတုံညာတလေးတုံညာတလေးတုံညာရဲ့ရွေးခွက်ကိုလည်းရွေးပုံရွေးနည်းကိုပြပြပေးမယ်ဟောပရိပရိအတွဲဆိုတော့ဒီမှာအများနဲ့ပရိကိုချုပ်ပြီးတော့နှလုံးလေးရွေးဒါပေမဲ့အခုဒီရေကဒီအတွဲနဲ့အညီနေရဲ့အတွက်ကြောင့်မထူးတဲ့အတွက်ကြောင့်ပြီးပြီးတော့အလုံးလေးတူနေတဲ့အတွက်ကြောင့်နော်ဒါလည်းရေးထုတ်ပြလိုက်တယ်ဒီလုံးလေးလုံးမယ်ပုံစံပေါ့နော် အဲ့ဒီပုံစံမဲသွားပေးထားတယ်အဲ့တော့အခုကျမရွေးထားတဲ့ဟာတွေမှာဘုဒ္ဓဘုမကျော်ပြိအတွေ့သည်ငါတုံးတုံးရကုချောပရိပရေကတခြားတုံညာအပတ်စဉ်ပရိပရေရာငါခွန်တုံညာအပတ်စဉ်ပရိပရေဆိုတာအပတ်စဉ်ပရိပရေဆိုတာကစိန်ကြီးပရိပရေကိုပြောတာအပတ်စဉ်ပရိဒီဆိုတော့သူကကြတော့အမြဲတမ်းပုံနော်ဟိုဟာပုံ တောက်ကြတဲ့အထိကျုံဝင်တယ်ဒါရီယာဗုဒ္ဓဟူးမကျော်ဒါရီယာဗုဒ္ဓဟူးမကျော်ဒီနှစ်ခုကျွန်မဗုဒ္ဓဟူးမကျော်အသက်ပြင်းပြန်ထုတ်ပြီးတယ်ဆိုတာအဲ့ဒါနော်တပတ်တပတ်တော့သွားတာပဲပေါ့နော်အဲ့တော့အခုဒီဟာဆိုလို့ရှိရင်ပြီးတော့စိန်ကြီးရဲ့ဇွန်နာပြောရဲ့မပြတ်ပတ်တီရဲ့အခုဖမ်းတဲ့ break တွေဟဲ့လားဒီ break တွေအဲ့ဒါတွေကိုအဓိကထားပြီးတော့ဒီသုံးခုကိုသုံးခုပေါင်းပြီးတော့ခေါင်းချုပ်အနေနဲ့ကျွန်မအချုပ်ပြန်ထုတ်ပြတာလေအဲ့ဒီမှာဆိုလို့ရှိရင်လေးလုံးခွေရှိရဲ့ နော်တုံးလုံးခွေရှိတယ်တုံးလုံးအခွေမှာတုံးကိုအဓိကမိန်ထားပြီးတော့ကစားစီခြင်းလေဘာဖြစ်လို့လဲဆိုတော့တုံးကတုံးကိုအဓိကထားပြီးတော့ကစားစီခြင်းလေဆိုတော့အခွေမှာပြောတာနော်ဒီခွေပြောကြတယ်ဒီခွေတိုင်းလေးကိုပြောကြတယ်နောက်တစ်ပါးဒီကတော့စိတ်ဘွက်မှာကျွန်တော်အမြဲတမ်းပြောတယ်နှစ်ကွက်မှုနော်နှစ်ကွက်မှုကိုဒါကစားရတာနော် နောက်တစ်ခုကဒီမှာစီဘူးစီဘူးကပြည့်ရတာကဒီမှာပြောပါတယ်ရှေ့ကြီးတရင်ကျုံမှာတော့အောင်လို့ကိုကကိုစီဘူးရဲ့ထုံးဆိုင်ကဒီလူကြီးပြရအလကားမို့ထွက်ခွေနေတယ်မအောင်ဒါကြောင့်မို့လို့ကျွန်မစီဘူးကိုကတက်နိုင်တယ်လားကျွန်မ၃၆ပြည့်ရဒီ၃၆ကိုကတရားနေလဲစားစုထွက်တဲ့အချိန်မှာ နော်ဖတ်တဲ့အချိန်မှာကိုတထောင်ဖို့ပေါ့ချင်ပေါ့မယ်ပေါ့ပြောချင်ပါဘူးနော်တကွက်သေးကိုကိုကပုံမှန်ထည့်ထူရတယ်ဖြစ်လို့ဒါလေးတွေကလည်းအလိုလိုကိုကအရင်အနေနဲ့ထည့်ပြီးသားကတခါတလေကြာကိုကြိုက်ပြီးကိုကဖိတ်တယ်နှိမ့်တတ်တယ်ဆိုရင်ထည့်ထူအာတော့အာပေါ့နော်ဒါပေမဲ့ main ကွက်ဒီလို36ဆော့ရေ36ကိုပို့ထိုးစေချင်တယ်အာတာကိုနည်းနည်းထူရင်ဒါလေးကိုမထားတော့ကွာဒါကို200ကိုထူရင်63ကို100ကိုဒါကို50ကိုပေါ့ပြောချင်တယ်ဒီလိုတွေကနော်ဒီလိုပဲဆိုရင်3ခုရှယ်ထွက်သွားတယ် လိုပဲဘယ်မူတခုပဲယူယူဒီငွေလေးကောင်ထည့်ပေးပါဒီငွေလေးကကအမြဲတမ်းထွက်ပါတယ်ဘာဖြစ်လို့လဲဆိုမပြောက်ပါတည်ညာမပြောက်တကယ်စိန်ကြီးဆိုတဲ့ဟာကိုတွဲပေးထားတဲ့ပရိအမှန်ဘုဒ္ဓဝိညာဉ်ကျော်အတွဲကိုအမြဲတမ်းထွက်ပြီးထုတ်ပြရပါဘုဒ္ဓဝိညာဉ်ကျော်ထွက်အောင်နော်ထွက်လဲထွက်ခဲ့ပါတယ် ေပြီးခဲ့တာငါငါတပြတပြအခုနေနဲ့နှက်စရပြီးတော့ဒါပေမဲ့တောက်ကြမလို့ဖြစ်တယ်။ဆွဲကောင်းနေဒီရမယ်ဆွဲကောင်းနေဒီမရဘူး။ဒါနဲ့ဒီမှာတော့အတန်တော့ဟူးကြုံဒီဒီဟာအကုန်လုံး ကပြောချင်တဲ့အကြောင်းအရာကိုပြောတော့မယ်နော်။ကနန်းနေရတယ်ဘယ်ဟာကိုထူအောင်မလဲဒီမှာပြရတဲ့ဟာကိုသိချာကြည့်။ဒီမှာစိန်ကြီးနော်စိန်ဤဆိုနာပြောတယ်ဒီမပြောက်ပတိကြီးရဲ့တွေ့ပြီးတာလေ။ဒါဆိုရင်ဗရိတ်ကိုဘယ်လိုတွေ့ပြီးလဲ။ဒီဗရိတ်ကိုကြာတော့ဒီတဲကဟာကိုပြန်ယူထားတယ်။ဟုတ်တယ်နော်။ဒီတဲကဟာကိုကျွန်တော်ဒီမှာပြန်ယူပြီးထားတယ်ဗရိတ်။ မှာ9ပြိဆိုရင်ဒီမှာ2 3ဟုတ်လားစိတ်ပြီးနဲ့မပြောက်ပဲဒီနဲ့တွေ့တာလေ2 3 50ခွန်8 50ကျမသတိပေးတယ်နော်အများတန်းဒီမှာနှစ်ကွက်ထပ်နေတယ်နှစ်ကွက်ထပ်ရင်ဒီကွက်အကုန်ထိုးတယ်သူတွေဒီမှာနှစ်ခါထဲထိုးပါနော်လေးလေးတော့ကျမဘယ်လိုမှောင်ခဲ့လဲလေးလေးဒီမှာနှစ်ခုထပ်တယ်ဒါပေမဲ့နှစ်ခါအရင်လေးခါပေါက်မယ်တစ်ခါထိုးလေးခါပေါက် နော်ဒါဒါမျိုးကြီးတနည်းတကထည့်ပြီးတာဘာဖြစ်လို့လဲဆိုရှားစီခြင်းလို့တကွက်ထင်းနဲ့တကွက်တူတာပဲလို့လျှော်ရမှလားအဲထွက်လာရင်တကွက်အတွက်နဲ့ဒါလေးလေးနဲ့ထွက်အောင်သုံးစားနှစ်စားနဲ့ဟုတ်တယ်နော်အဲဒီမှာပြိတိကဆိုလဲဘယ်ဟာကိုဒီမှာယူလဲဒီဒီကကွာထင်တာထားပြီးပြောပြောပြိတိဒီဒီကဟာကိုဒီမှာပြန်ယူပြရအဲ့ဒီမှာမှဒီမှာတုံညာတုံဖယ်ကိုဒီလိုမျိုးဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုလို့ရှိလို့ရှင်ရဲ့ ကျမဒီမှာမပြောက်ပတ်သီးနဲ့စင်ကြီးနဲ့တွဲထားတာဖြစ်တဲ့အတွက်ကြောင့်မပြောက်ပတ်သီးလေးတွေပြန်ယူပေးထားတဲ့ brake လေးပါအောင်။နောက်တစ်ခုကဒီက brake တွဲရလေးဒီမှာခွန်တစ်လုံးပဲရှိနေတယ်ဗျာ။ဒီကဟာဒီငန်းလေးကိုဒီကိစ္စတင်လိုက်တာနော်။ brake လေးလုံးရှိတယ်။မခွန် brake တိုင်းနေသူဆိုရင်ဒါတွေကအုံးမှာအဲ့လိုပဲတွက်တက်တွဲတဲ့ပုံစံတော့ဒီလိုတွဲတဲ့ပုံစံမှာပြောပြလို့တက်ဆင်းနေတော့ပြန်လာနော်။လားမလဲဖြစ်ပါဆိုတော့ဒီခုတည်းကကျွန်တော်တစုပ်ယူလိုက်ပြီ။ဒီဟာကို တက်တက်ယူပေးထားတယ်အဲ့တော့ဒီပရိတ်အစုံခမန်းစုံစူးကြုံတွေဒါကိုပို့တင်ထိုးနော်တလုံးလုံးမှာပရိတ်တမတလုံးလုံးမှာတွေကိုပြောတာပေါ့နော်ပရိတ်အစုံထူးကြုံတွေဒီမနေနိုင်ထူးမှာလဲဆိုတဲ့သူဒီဒီကနန်းလေးတွေအကုန်ထိုးပြီးရင်ဒါကိုတင်ခတ်ထိုးဒါမှမဟုတ်လို့ကပရိတ်စိတ်ကွက်ကြိုက်တယ်ဒါဆိုဒါလေးတင်ထိုးနော်ပြောချင်တာခွန်၃ညပြိတ်အတွင်းနဲ့စုံမလား၅၃ညငါ၃ပြိတ်အတွင်းနဲ့စုံမလား ပြောချင်တာလားလက်ခတ်သေးပြီးတော့เนาะအကွက်20ပတ်တီးနဲ့အတူတူပဲเนาะဓမ္မဒေသနာရတေဟာကိုစောစောဒီဟာကိုပြောထိုးဟမ်ရေပြီးသွားပြီဆိုလို့ရှိလို့ရှိရင်ဒီပြိတ်တွေဒီမှာတစ်ချောင်းဆိုတဲ့ဒီတိုင်းရဲ့ဒီမူကိုစော့ခြင်းနဲ့ဆိုရင်ဒီမှာပတ်တီးရှိတဲ့ နော်ပတ်သီးရှိတယ်ပတ်သီးရှိရင်လည်းဒီတဲကတစ်ချောက်ပါတဲ့ဟာကိုကိုအောင်ကိုတင်ထိုးနော်ဒီတဲကတစ်ချောက်ပါတဲ့ဟာကိုတင်ထိုးဒီမှာတစ်ချောက်ထည့်ရှိရဲတစ်ချောက်ပြန်ကလည်းဒီကလည်းဒီအကွက်ကိုအကုန်ထိုးရင်ဒါလည်းတင်ကွက်ထိုးဒါမှမဟုတ်ဒီနှစ်ခုကိုပြန်ချိန်ပြန်ဒီဟာဗရိတ်ကိုကင်ပြီးဒါတင်ထိုးတဲ့သူကဒါကိုဒီမှာထည့်ထိုးဒီဟာထိုးတဲ့နော်ဒီဒီအကွက်ကိုထိုးတဲ့သူကဒီဟာကိုထည့်ထိုးတွဲထိုး cross ရင်ရိုက်တာ ဒီ93ဘရိတ်ကဘရိတ်93ဒီ93ခွန်ဒီခွန်ခွန်93ညဘရိတ်ကိုင်းလဲဒီကဒီဟာကိုတွဲထိုးနေလားဒီ16ဘရိတ်အတွဲကိုကိုင်းလဲဒီကဒီဟာကိုတွဲထိုးဒါဆိုနှစ်ဖက်ပေါက်မယ်ဘယ်လိုပဲကျိန်းမလို့ဒါထွက်ရင်ဒါပေါက်မယ်ဒါထက်ဒါထွက်တဲ့ဒါထိုးပြင်မယ်ဒါထွက်ရင်ဒါပေါက်တယ်ဒါထိုးပြင်မယ်လည်းဒါထွက်ရင်ဒါပေါက်တယ်အဲ့လိုပုံစံမျိုးထိုးစင်းလိုက်တာလေ ခရစင်ရိုက်ပြီးသားလို့အဲ့လိုထူချင်းထူထူနည်းကိုပြောနေရနော်ပုံလုံးထူရမယ်လို့ပြောတာမဟုတ်တရိတ်တစ်ခုပိုင်းနဲ့ဒီတင်ကွက်ထူမယ်ဒါနဲ့တွဲထူမယ်အဲ့လိုထူချင်းလားဒါမှမဟုတ်ဒီအဟာနဲ့ဒါနဲ့တွဲထူမလားဒီဟာနဲ့ဒါနဲ့တွဲထူမလားဒါဆိုရင်တော့ပါစနိတ်ပူများတယ်ပိုင်းနိုင်သူဒါဆိုရင်လည်းပါစနိတ်ပူများတယ်ဒီလိုတစ်ခုလေးကတော့တစ်ခုလေးလာမှရမှာဒါမှမဟုတ်ဒီတရိတ်တစ်ခုနဲ့ဒီနှစ်ခုတွဲထူမလားကိုကြိုက်တယ်မဟုတ်ဘူးဒီပရိတ်တစ်ခုကောက်ကင်မယ်ဒီနှစ်ခုတွဲထူမယ် နော်ဒီဟာနဲ့ဒါနဲ့တွဲမလားဒါနဲ့ဒါနဲ့တွဲမလားမဟုတ်ပရိတ်တစ်ခုနဲ့ဒီနှစ်ခုနဲ့တွဲမလားအဲဒါမှမဟုတ်ဒီပရိတ်တစ်ခုနဲ့ဒီတစ်ခုနဲ့တွဲဒီလိုမျိုးတွဲမလားဒါမျိုးတော့လို့ရတယ်အဲဒါပရိတ်တွဲအကြောင်းရှင်းပြတာနော်ဒီပရိတ်တွဲရာစနာပြောလို့အတူတူတွဲရှိရဲမပြောက်ပဲဒီရတစ်ချောက်တွဲရှိရဲနော်နောက်ပြီးတော့နောက်ပရိတ်တွဲတစ်ခုဟာငေါခွန်တူများရှိရဲဒါတွေပြီးသွားလို့ရှိရင်ဒီပရိတ်မျိုးဒီအကုန်လုံးလေးက မှကျွန်မပြန်ပြီးတော့အကွက်ပြန်ပြီးတော့ထုတ်ထားမယ်ဆိုတာဒီဟာလေးသုံးခုတောင်းတာလားဒီဟာကနေနော်ဒီဟာကနေဒါကိုထုတ်တယ်ဒါကနေဒီ break ဒီထုတ်တယ် break ထုတ်ပြီးတော့ဒီထုတ်ပြီးတော့ဒါဟာမပြောက်တဲ့ဒီနဲ့ပြန်ပြီးတော့ဒါလေးကိုတွဲပြီးတော့ပြန်ပြီးထုတ်ပေးထားတယ်အဲ့တော့ဒီဟာလေးအကုန်လုံးကဒီဇာတုသမားညာဒါမှမဟုတ်လို့ရှိရင်ဒီစိတ်ကွက်ပဲထိုင်ထူးမလားဆိုတာဒီစိတ်ကွက်ပဲလာလိမ့်မယ်ဒါနဲ့ဒါကိုပြောချင်တာ တော့ဘဲဟာဟိုဘဲဆော့ဆော့ဒီစိတ်ကွက်ထဲတူအောင်လာအတွက်ဖြစ်တဲ့အတွက်ကဒီစိတ်ကွက်တော့ထူချင်လားနော်ဒီစိတ်ကွက်ကိုပဲယူယူထူချင်လားကြားတယ် ိုက်တာမဟုတ်ဘူးရတယ်ပြောချင်တာအကုန်လုံးထူပါလို့ပြောတာမဟုတ်ဘူးမမဟုတ်ဘူးကျမတို့ကဗရိတ်မဟုတ်ဘူးပက်ပီးအမကြီးဆိုရင်လည်းရှာတယ်ပက်ပီးဆိုတက်ပတ်မယ်ဒါလေးကိုတွေ့ခဲ့နေလဲဆိုတော့အဲ့တော့ဒါကိုဘာနဲ့တွဲထူမလဲဒါမပါတဲ့ဟာနဲ့တွဲထူတာလားရှာတယ်ခင်ဗျာဒီဆယ်ခွက်နဲ့တွဲဒါလည်းဆယ်ခွက်ဟိုလည်းဆယ်ခွက်များနေရမလားဒါဆိုလို့ရှိရင်ကိုဒီမှာကိုဒီဟာလည်းဆုံးချက်လို့ဆိုရင်ဒါလည်းပဲဆော့ နောက်ပြီးလေးလေးကွက်ကရှိသေးတယ်ဟုတ်တယ်လားဒီမှာလည်းဒါတော့လေးလိုက်တဲ့ဟာဓမ္မကဒီဓမ္မဒီရရမယ်တုံညာဓမ္မကဒီမှာရှိဟုတ်လားเนาะအကုန်ကြည့်ထားပြီးသားထုတ်ပြထားတယ်တလိုင်းရင်ဒါနဲ့လိုက်လေးလိုက်ရင်ဒါနဲ့လိုက်တုံညာလိုက်ရင်ဒါနဲ့လိုက်နော်ပြောတယ်ဘယ်လိုမှတရားတခုကဒီတွဲကိုကစားရင်ဒါနဲ့လိုက်ဒီတွဲကိုကစားရင်ဒါနဲ့လိုက်နော်တွဲဒါနဲ့ဆိုရင်ဒါနဲ့တွဲဒါကိုဆိုရင်ဒါနဲ့တွဲဒီတစ်ကိုပိုင်ဒီတစ်ကနေတင်ဒါမှမဟုတ်ဒီတစ်ကိုပိုင်ဒီအကွက်ကိုတင်ကွက်ကစားမလား အလုံးမျိုးပေါ့နော်။ကဲအလုံးမဲဒီချိန်မှမှန်ကန်ပြီးတော့အကောင်းဆုံးလေးနဲ့အကောင်းဆုံးလေးနဲ့နော်။လာပြီလို့ကျေးဇူးတင်ပါတယ်။